ပတ်စံအလဲလဲဈေးနှုန်းတန်ဖိုးဘာမှမရှိတော့မနက်အိယာကနိုးလာတဲ့အချိန်စီးပွားရေးဆိုတဲ့အရာကြီးကကဘာပေါ်နေပျောက်ကွယ်သွားပြီဆိုလို့ရှိရင်ဒေါခရီကဘလို့ဖြစ်သွားမယ်လို့ထင်ဒီ economy မရှိတော့ဘူးဆိုလို့ရှိရင်ကဘာကြီးကနှလုံးကတော့ခုန်နေတယ်ဝိညာဉ်မရှိတော့တဲ့ခန္ဓာကိုယ်တစ်ခုလိုမျိုးပဲ မိတ်ဆွေကမနှက်စာဝဲဖို့အတွက်အပြင်ကိုထွက်သွားတယ်။အပြင်ဆိုင်ရှိလဲရောက်လဲရောက်ကိုမိတ်ဆွေကနံများမှားလိုက်တယ်၊အီချဝဲမှားလိုက်တယ်၊လပိမှားလိုက်။ဒါမှနေပေါင်းစီးပွားရေးဆိုတဲ့အရာကြီးမရှိတော့တဲ့အပေါ်မှာသူကဘလို့တော့ဝဲ။စီးပွားရေးမရှိရင် currency ဆိုတဲ့အရာကြီးရမရှိလား။ currency ဆိုတဲ့အရာမရှိဘူးဆိုလို့ရှိရင်တန်ဖိုးဆိုတာလည်းရှိလာမှာမဟုတ်။တန်ဖိုးဆိုတဲ့အရာမရှိဘူးဆိုလို့ရှိရင်လူတွေက barter system ကိုသုံးမှာပဲရတာမှာ။ လူတွေဟုတ်ရင်တော့သုံးခဲ့တဲ့လဲလှယ်ခြင်း system လို့ခေါ်တာပေါ့နော်အဲ system ကိုသုံးမှရတော့ဟုတ်ပြီလဲလှယ်ပြီးတော့ဝယ်မယ်ပဲထားပါတော့ခမည်းကခမည်းစီမှာဖနက်ပါလာတယ်ကျွန်တော်ဖနက်ပေးပါမယ်ကျွန်တော်ကိုမနက်စာလေးရောင်းပေးပါဒါပေမဲ့ခမည်းစီရတဲ့ဖနက်ကနံပါတ်6ဆိုင်ဖြစ်တယ်တပိဆိုင်ရှင်ရဲ့ဖနက်ကနံပါတ်6ဆိုင်ဖြစ်တယ်ခင်ဗျဘလို့မှလဲလှယ်လုပ်လို့မရခင်ဗျငတ်ပြီအဲ့တော့ဘလူးစီဝိုင်းလို့ဒီအီကိုနိုမီကတကယ်လို့လုံးဝမရှိတော့ဘူးဆိုလို့ရှိရင်ဒေါက်တာတွေလည်းမရှိ engineer လည်းမရှိ worker လည်းမရှိ Netflix လည်းမရှိ YouTube လည်းမရှိ TikTok လည်းမရှိ social media ဆိုတာအဝေးဘာမှတော့သိမှာမဟုတ် internet လည်းရှိမှာမဟုတ် satellite တွေဆိုတာလည်းရှိမှာမဟုတ်တော့ဒီ economy တစ်ခုကိုအခြေခံပြီးတော့အကုန်လုံးကဖြစ်တည်ကျွန်တော်တို့ကို balance ညင်အောင်ထိန်းထားပေးတာဒီ economy လို့ပြောလို့ရတယ်ဒီ economy တခုကမရှိခဲ့ဘူးဆိုလို့ရှိရင်လူတွေအကုန်လုံးကကြောက်ခစ်ပြန်ရောက်သွားသလိုကိုဖြစ်သွားမှာလူတွေရဲ့ဘဝက living နဲ့တွဲထားတာမဟုတ်ဘဲနဲ့လူတွေရဲ့ဘဝကို surviving ဆိုတာနဲ့တွဲထားသလိုဖြစ်သွားမယ်။အရင်ဘဝတော့လူတွေက living ဖြစ်ခဲ့တာမဟုတ် surviving တော့အသက်ရှင်ကိုကြိုးစားခဲ့ကြတာ။အသက်လူခဲ့ကြတာပေါ့။အခုခေတ်မှာလူတွေက living နေထိုင်နေကြတာ။ဆိုတော့ဒီစီးပွားရေးမရှိဘူးဆိုလို့ရှိရင် living ဆိုတာလည်းဘာမီနင်းမှမရှိတော့ surviving ဖြစ်သွားအီကိုနိုမီကလူတွေကိုဆက်သွယ်မှုတွေဖြစ်စေတယ်လူတွေကိုဆက်နွယ်မှုတွေဖြစ်စေတယ်လူတစ်ယောက်နဲ့တစ်ယောက်မှာဆက်ဆံရေးတွေဖြစ်ပေါ်လာကြတယ်ဒီအီကိုနိုမီဆိုတဲ့အရာက အိမ်မက်တွေကိုလောင်စာအဖြစ်နဲ့အသုံးချပြီးတော့အတွေးအခေါ်မှာပဲရှိတဲ့အရာတွေကို reality မှာဖြစ်ပေါ်လာအောင်လို့လုပ်ပေးနိုင်တယ်။ဒီ economy မရှိတော့ဘူးဆိုလို့ရှိရင်ကဘာကြီးကစီးကျက်တဲ့ဟန်ချက်ပြောင်းနေတယ်လို့ပဲဥပမာပြောရရင်ကျွန်တော်တို့နှလုံးကတော့ခုန်နေတယ်ဝိညာဉ်မရှိတော့တဲ့ခန္ဓာကိုယ်တစ်ခုလိုမျိုးလုံးဝအခွန်တက်တက်ပဲရှိတော့မှာပေါ့နော်အဲ့ဒါ economy မရှိတော့တဲ့ကဘာကြီးကိုတွေးခေါ်ကြည့်လိုက်အဲ့လိုမျိုးဖြစ်နေမှာပါအဲ့တော့ အီကိုနိုမီကောင်းနေဖို့ဆိုတာကလူတယောက်ချင်းတယောက်ချင်းစီပေါ်မှာလည်းအများကြီးမူတည်။ဟာငါလာတာ3000ရရင်ပြီးရောငါလာတာ3000ခွဲရရင်ပြီးရောဆိုပြီးတော့ရက်တန့်နေလို့မရဘူး။ကိုပိုင်အတွေးခေါ်ကိုပိုင်ဉာဏ်စနဲ့ဘလို့တည်ထွင်ပြီးတော့လုံနိုင်တယ်။ဘလို့မျိုးစူးစမ်းနိုင်တယ်ဆိုတဲ့အရာပေါ်မူတည်ပြီးတော့ကိုတယောက်ထဲအတွက်နဲ့လေကျွန်တော်တို့နိုင်ငံကြီးအီကိုနိုမီတစ်ခုလုံးကပြောင်းလဲသွားနိုင်ပါတယ်။လူသားတယောက်မှာအလောက်ထိလုံနိုင်စွမ်းရှိပါတယ်။ဆိုတော့ပုဂ္ဂိုလ်ကိုယုံကြည်ပါရှေ့ကိုအများအားဆက်လျှောက်ပရောမှာအရှုံးမပေးပါနဲ့။ ဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ influencer MC ပဲဖြစ်ပါတယ်စီးပွားရေးနဲ့ပတ်သက်တဲ့အရာတွေသိကျင်နေဆိုလို့ရှိရင်လည်းကောမန့်မှာလွတ်လပ်လပ်မန်းငယ်ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် channel လေးကို like and subscribe လုပ်ဖို့လုံးဝမမေ့ပါနဲ့